အဲ့တော့ထားပါတော့လေအခုတော့ကာထားတော့ကျွန်တော်ကြည့်လိုက်တော့ရာဇမတ်ကွက်ရဲ့အပြင်မှာထိုင်ပြီးတော့နားထောင်တဲ့လူငယ်လေးတွေတွေ့တယ်။နော်ဟိုဘက်ရောဒီဘက်ရောလူကြီးတွေလည်းတွေ့တယ်။အဲ့တော့ဒီကာထားတဲ့ကြီးကတမျိုးများဖြစ်နေမလားလို့ကျွန်တော်စိတ်ထဲနေမြို့သို့တော်လဲတက်ရတန်ရှင်းမှုတော့ရှိပါတယ်ဗျာ။ဟိုတနည်းအားဖြင့်လည်းကြည့်လိုက်တော့ကျွန်တော်တို့ဒီကတန်ကားတော့အရှင်သူမြတ်များနဲ့ဒီကတောင်ရှိပုဂ္ဂိုလ်များဆရာတက်လူတို့ကျွန်တော်မိတ်ဆွေတွေပါဆရာမင်းမျိုးမျိုးသက်အောင်တို့ခင်ဗျာဆရာကြီးတွေကျွန်တော်အဲ့လိုထိုင်ရတယ် ခံစားမှုသမီးတော်လည်းထိုင်နေဆိုတော့ဒီလိုပိုင်းခြားထားတော့ကျွန်တော်စိတ်ထဲမှာကျွန်တော်တို့ကိုခြံခတ်ထားတယ်လို့ကျွန်တော်ပြောမကြိုက်ဘူးပြခြံခတ်တာဘူးမှမကြိုက်ဘူးနော်ထောင်ကြတာဘိုးတော်မကြိုက်သေးခုနကကျွန်တော်အမကြီးမမဆန်းပြောသွားတယ်စရရကသူကပလင်ခံထားတယ်ကျွန်မနိုင်ငံရေးမပြောဘူးတဲ့မပြောလို့တော်သေးတာပါမိုးကောင်းကင်ဘယ်ချင်းရောက်မလဲကြည်နေတာ နောက်ဆုံးကြမှာမိုးကောင်းငယ်ပါတော့တယ်ပြောသွားလိုက်တာဗာသည်ဒီစုံလိုက်တာတင်ယူဖို့စိန်လန်းတော့ငင်းချမ်းတော့ကြပြာတွေလည်းပါသွားသေးတယ်တချင်းဆူခိုင်းတာဆိုးမပြဘူးအဲ့တော့အာကျွန်တော်ပြေးထားတဲ့ခေါင်းစဉ်ကအိပ်ပျော်နေသူအများစုဟိုးနောက်မှာအများကြီးရှိတယ်တော့ကျွန်တော်စိတ်ထဲမှတ်မိတယ်ကောင်းမမြင်အောင်မိရထိုးထားတော့နော်အဲ့ဒီလိုမိထိုးထားလေကျွန်တော်လည်းကြောက်တယ်အဲ့လိုကတ်ပြီးတော့မိထိုးတာခံရဘူးတယ်လေ ျွန်တော်လည်းခေသူမဟုတ်ပါ10နှစ်မကြောက်ဘူးမယ်20တရတော့ကြောက်ဘူးပါတယ်ကောင်းပါဦးဗျာနော်ခြိတက်လာကြတော့ပြင်းထန်နေတဲ့ကာလပေါ့ဗျာအဲ့ဒီမှာကျွန်တော်ကဗဟန်းမှာနေတယ်ဗျဟိုးရွှေကုန်းတော်ဟိုဒီကျွန်တော်တို့ရွှေကုန်းတိုင်းမီးပွိုက်အဝိုင်းဘက်ကနေပြီးတော့ကျောင်းလုံးကျောင်းသားတွေကဒူအေးဒူအေးခြိတက်လာတယ်ဗျဟိုဘက်ကဗဟန်းဝင်းဘက်ကစစ်တပ်ကစစ်ကားတွေနဲ့ဗျကျွန်တော်တို့ကအဲ့မှာပကြီးပပူးចောင်းအခု ဂျာမတ်ရှစ်ပေါ့နော်ကိုမင်းကိုချင်းလမ်းပေါ်မှာဂျာတော့လမ်းထိပ်အဲ့မှာကျွန်တော်ကမိသားစုနဲ့အတူနေပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကခြံရှိထွက်ပြီးတော့ဘာလို့လဲဆိုတော့ဒီအုံကြွတဲ့ရေတော်ဘုံကြီးမှာအလွန်တက်တိကောင်းစွာတက်ကြွစွာနဲ့ကျွန်တော်ဘာလို့လဲဆိုတော့ခြိတက်လာတဲ့ခလေးလေးတွေကိုကျွန်တော်ကကျွန်တော်တို့မိသားစုကအဲရေတို့ခုနမျက်နှာတို့ဘွားတို့သမင်းတို့တို့အဲ့ဒါကြီးကန်းတဲ့အလုပ်မှာကျွန်တော်ရှင်ဆုံးကကောင်းဆောင်ပါတယ် အတော်ကိုတတ်တိကောင်းပါတယ်လူအုံထဲမပါရဲဘူးအဲ့ဒီဟုတ်တယ်ဗျကျွန်တော်တတ်တိမရှိလို့အဲ့ဒီမင်းသားတွေဇာတ်လိုက်တွေကိုသူရဲကောင်းလှုပ်ပြတာနော်အဲ့မှာဒီဘက်ကလည်းလာတယ်ဒီဘက်ကလည်းဟိကောင်ထွားလဲအော်တယ်လူစုခွဲလူစုမခွဲရင်ဘာလို့ညာလို့ဟွာလဲဟာတူကြီးချကျွန်တော်တို့ခြံရှိရောက်တော့ဒိန်တိုင်းနဲ့အတန်းကြီးကြားလာပြီမိုးပေါ်ထောင်ပြစ်ပြီမကြရင်ဒီလိုမိုးပေါ်ထောင်ပြစ်တဲ့ပြောင်းသွားတယ်လို့အောက်ကိုကြားရမှာကျွန်တော်သိတယ်လူထဲရောက်တော့မယ် ခလေးတွေចောင်းလူចောင်းသားလေးတွေလူငယ်လေးတွေเนาะဟဲ့ကောင်နေမင်းတို့ဝင်ပြေးဝင်ပြေးဆိုပြီးတော့ကျွန်တော်တို့နေတဲ့ပကြီကူချောင်းចောင်းឆန်လေးကိုကျွန်တော်အကုန်လုံးပြေးခိုင်းသူတို့ပြေးခိုင်းပြီးတော့ကျွန်တော်ကလည်းနောက်ကနေပြီးတော့မမမမနဲ့လိုက်ပြေးတယ်ကြောက်တယ်အဲ့တော့အဲ့ဒီပကြီကူចောင်းကြီးရဲ့နောက်မှာကျွန်တော်ဖခင်ကြီးဥရွှေတော်ကြီးကိုအစိုးရပေးထားတဲ့တခတ်တိုက်ကလေးရှိတယ်အဲ့ထဲကိုကျွန်တော်ပြေးပြေးပြေးဆိုပြီးတော့အမလေးချိုင်းလာ ခွေချမ်းလာဗျယူလေးပူလေးတစ်ခါလောက်ရံပေးပါဗျာနော်ကြိုက်တာဆက်ဗျာရတယ်ဟုတ်တယ်ယူသားပူလေးစားလည်းကောင်းပါတယ်ဘလွေထဲကြံသေးတယ်မလားနည်းနည်းတော့ထက်ခိုးကြောင်ခိုးပဲမလုံးနဲ့ပြိသက်ထဲမှာလည်းတင်ထားတာဘလောက်များရှိမှလည်းမသိဘူးနော်ချမ်းတယ်ဆိုပြီးတော့တကယ်ချမ်းလာအဲ့မှာပြင်းရင်လည်းကျွန်တော်ကပုံလေးစီယူကိုဖြတ်ပြေးတာ တိုက်ပြီးတော့ချော်လဲအိမ်လင်းဆိုတော့စွကြဲချင်းပြလေးနဲ့ပစိုးတူလေးနဲ့ဇိုးနွားလေးနဲ့ဖနက်ကကျွတ်လဲတော့ခြေတော့ကခောက်သွားပြီးတော့မြက်ပြီးတော့ကျွန်တော်ထောင်းနေထောင်းနေနဲ့ဆက်ပြေးတာကျွန်တော်အထဲမောင်းပြီးတွင်းလိုက်တဲ့ခလေးတွေကကျွန်တော်အိမ်ထဲရောက်သွားအထဲဝင်တကယ်ကိုလာပေးတာကျေးဇူးပါပဲကုလို့ရတယ်ဟဲ့ ဤကဲ့သို့ရင်းနှီးချမ်းပေးရသောကုသိုလ်ကြောင့်သားသည်ညီလေးသည်တစ်ချိန်မှာဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ဖြစ်ပြီးတော့ဒေါခင်ကြည်ကဲ့သို့သောမိမလေးကိုရပါစေဗျာထို့နောက်ဒေါအောင်ဆန်းစုကြည်ကဲ့သို့သောတမိကောင်းတမိမြတ်ကိုမွေးနိုင်သောမိဘကောင်ဖြစ်ပါစေဗျာ။ အဲ့ဒီလိုအကောင်းစားတွေပြောပြီးတဲ့နောက်အလွန်ရှက်စရာကောင်းတဲ့ထောင်ချာကြောင်းဆက်ပြောပါဦးမယ်။လဲတော့ကျွန်တော်ကထောင်းနေထောင်းနေနဲ့ဆက်ပြီးအဲ့ဒီကလေးတွေအားလုံးကကျွန်တော်အိမ်ထဲရောက်သွားကြည်ရန်လဲဟန်ပြိုက်တယ်တခါပေးတခါပေးလိုက်။ဘောဆိုနောက်ကလိုက်လာတယ်စစ်သားကြီးကဘယ်နဲ့ကြီးနေတာကျွန်တော်ကြောက်ရတာ။ကချင်ကြီးလားချင်းကြီးလားတိုင်းလားအိမ်လားမသိဘူးမဲသေးတာပဲ။ခြေတန်းစစ်မီပင်ကနေခေါ်ပြီးတော့ရန်ကုန်မြို့သဘုံဝင်စီးပြီဆိုပြီးတော့သူတို့ပြောထားတယ်သူကသဘုံလိုက်ပြစ်တာ။သဘုံပြောင်းအောင်မလဲမရှိချပါဘူးညာ။ ျွန်တော်လည်းသဘုံထင်ပြီးတော့ကျွန်တော်ရှေ့ရပြေးထောင်းနေတော့သူကနောက်ကလိုက်အမှန်တော့ तू လိုက်တာကျွန်တော်ကမဟုတ်ဘူးတုံလုံးပြေးသွားတယ်ကျောင်းသူကျောင်းသားတွေ तू မြင်လိုက်တာဒါပေမဲ့ကျွန်တော်ကအိမ်နဲ့တွင်းပြီးတကားပိတ်ခိုင်းတယ်ဖက်တွေပါယူခိုင်းတယ်အဲ့ဒီကောင်လေးအကုန်ပြောက်သွားဆက်ကြည့်တော့ပြောက်မှမတွေ့တော့ကျွန်တော်လည်းသူ့ကြောက်တာနဲ့တိုင်လုံးကြီးတော့ရှိတယ်ဗျဒီကတိကြီးဆောက်ထားတာပကြီးကျောင်းအဲ့မှာကျွန်တော်ကတိုင်လုံးကိုပတ်ပြီးခိုးပြီးတော့သူကလည်းလှည့်ကြည့်တော့တယောက်မှမရှိဘူးပျောက်သွားပြီမကြည်မနှက်ဖြစ်ပြီးတော့ကဲငါတောင်းပေးပြီပေါ့လေ ဆိုပြီးတော့ तू ကဒီဘက်လှည့်ထွက်ဒီဘက်လှည့်ထွက်ကျွန်တော်တိုင်လို့ဒီလိုပတ်ပြီးတော့ပြန်ပြီးတော့သူနဲ့ကွယ်ပြီးတော့ပြီးတော့မှအိမ်ထဲဝင်မှာပေါ့မောင်မင်းကြီးကဘယ်လိုစိတ်ကူးရသွားလဲမသိဘူးဒီလိုလို့ရနေဒီလိုပြန်ထွက်တော့ကျွန်တော်ကလိုဘွားနဲ့ပဲပြေးတွေ့သူလက်လက်သွားတယ်အမလေးသဘောဦးတဲ့ဒါမှသူထဲမှာလက်နဲ့လေကျွန်တော်ကဖလက်မပါစွကျင်တဲ့ကောင်လေဟဲ့ကောင်သဘောဦးတဲ့ကျွန်တော်သဘောမဟုတ်ပြီးတော့ဒီမှနေတာဒီမှနေတဲ့ကောင်ကဒီလိုရုပ်လာကွာဟာနောက်ကနေဘယ်နဲ့ကြီးနဲ့တို့ကတို့ကဆိုကျွန်တော်ကြောက်တာပေါ့ဗျာ သူ့ဘဲနဲ့ကြည့်နေကျွန်တော်ကြောနေထိမှာဆိုလို့အရက်ဆိုလည်းနန်းတာပြဟောင်းတာပဲဗျာအဲ့လိုကြီးလားဘလောက်တိုက်ထားလည်းမသိဘူးနော်နာလိုက်ပြီဆိုအရက်ကိုမောင်းတိုက်ထားတဲ့ပုံစံတိုင်းပဲကြောပါဗျာမနေကောင်းနေကောင်းပါအဲ့ဒါနဲ့ဟဲ့ဟောသွားသွားသွားဆိုပြီးတော့ခြံရှိမှာကားရထားတယ်ဗျစကားကြီးဆရာကြီးကျွန်တော်ရိုက်မောင်းပုတ်ပြီးတော့တင်းစံမလို့ကြောဘဲနဲ့နဲ့ထုံးမိမှာဆိုလို့ကျွန်တော်စီကန်းသေဝဆာနဲ့ရှေ့ကနေအတော့သွားပြီးတော့ ကားပါဘူးသူတို့တင်စရာမလိုကျွန်တော်ကိုကျွန်တော်တက်ပလိုက်ကျန်နေပြတော့အကုန်ရိုက်တင်တာပဲတက်ပြီးတော့ကျွန်တော်ကိုမထီအောင်ကျွန်တော်ရှီပိုင်းသွားနေတယ်အဲ့လိုနဲ့ရောက်တာတန်ဃာတော်ကြီးပါတယ်မင်းကြီးတွေပါတယ်ယောက်ျားလေးတွေပါတယ်အဲ့လိုနဲ့ရောက်သွားပြီးတော့နောက်ကားမောင်းသွားတယ်ကံတော်ကြီးတွေခဏရက်ပြီးတော့ဒါတပတ်တွေအကုန်ပိတ်ထားတယ်ဘာလို့မှလည်းမသိဘူးနောက်ကျဆက်မောင်းသွားတယ်အဲ့ကျတော့ဒါတပတ်ဖွင့်တော့တော်လာရေးပိုင်းညာလေးရောက်သွားအမေတော်လာရေးပိုင်းညာလေးကိုကျွန်တော်စိတ်ကားကြီးနဲ့ရောက်သွားအဖမ်းခံရပြီးတော့ 北路包衣嘛那么没妈妈得，俺家罗家窝啊公社，路一边是姚家岭，那边是魁。但是，不哎，彭山太说彭山爸妈没得屋里，他妈没姚姑娘。彭山太，北路太嘛那看不见，铁路过，他妈哎哟，这这这这这这，太那真的嘛叫做伸手呢，养着了，哎嘛，边界过了没着，现在把这看不见，所以讲哩那哎嘛内部没有啊的。 မယိုးသားဘူးဒါမှမယိုးသားတာတခါလေးယိုးသားတယ်လောကကြီးအဲ့တိုင်းပါပဲနော်အဲ့ဒါနဲ့ကျွန်တော်ဖြည်းဖြည်းချင်းဒါလေးမှောက်သွားမယ်ချမ်းချမ်းနဲ့စွပြောတာကလူရောင်လို့အဲ့နဲ့ကျွန်တော်ဘေးမှာအဲ့လိုကရင်လေးလားကချင်လေးလားချင်းလားဝတ်တဝတ်တဲ့နဲ့ဗျသားဖြူနဲ့ရဲဘော်လေးတယောက်တနတ်ကင်ဆောင်ကျွန်တော်ကြည့်ကိုကြီးဟာခင်ဗျဘယ်လိုဖြစ်ရလဲလဲဗျာ မသိပါဘူးကွာငါလည်းအဲ့လိုအိမ်မနေနဲ့ဆွန့်ခံရင်ငှက်တင်ပါလာတာပဲလို့ဖဏလည်းမပါဘူးစွတ်ကြဲလေးနဲ့လေနေရာလည်းပူမိုးကလည်းရွာကျွန်တော်တုံခိုက်အဲ့မှာဖြစ်နိုင်ရင်တဲ့ကျွန်တော်ခမားကိုကျွန်တော်ကံနဲ့ပြန်ပြီးတော့အင်ကြီးလေးနဲ့ဖဏကလေးနဲ့ပေးလိုက်ချင်ပါတယ်ဗျာဒါမှမဟုတ်ကျွန်တော်တာဝန်နဲ့ဆိုတော့ဘယ်လိုမှမလုပ်တော့ဘူးကိုကြီးဟာအေးကွာငါကြီးဟာအမေတတ်မတော်နဲ့ပြည်သူကြည်ပြူးနေကြတယ်စစ်သားလေးဟိုးဗျကျွန်တော်ပေါ်ကျင်လာတာပေါ့ရဲဘော်လေးဆိုတော့ ရှိပါစေတော့ကွာအဲ့လိုနဲ့ကားပေါ်ပြန်တက်ပေါ်ဗျာနော်ဇက်လမ်းကိုကျွန်တော်တို့နည်းနည်းခက်မြန်မြန်ရစ်လိုက်အောင်ရှေ့ကြော်လိုက်အောင်နော် speed လေးတင်လိုက်အောင်ကားပေါ်တင်တယ်လီဖုန်းကြီးအလုံးပိတ်ဘယ်ဒီမောင်းသွားမှလည်းမသိဘူးကျွန်တော်ထင်တော့ည6နာရီခွဲ9နာရီလောက်ရှိပြီသိတော့သိပြီဒါခေါ်သွားပြီပေါ့နော်အိမ်ကလည်းမသိလိုက်ဘူးကျွန်တော်ပါသွားမှာအဲ့လိုနဲ့နည်းနည်းလေးအရှိန်တုံသွားတဲ့အချိန်ကျတော့မမြင်ရတဲ့တယ်လီဖုန်းရဲ့ဟိုဘက်ဝဲအန်ကအတန်နေကြားတယ်ပြည်သူလူထုရဲ့အတန်နေပြည်သူဆိုတာအဲ့ဒါပဲမိဘပြည်သူဆိုတာ မိပွိုင်းမိပွိုင်းနဲ့ခုံချခုံချဟာအဲ့မှာကျွန်တော်အတွဲအတွင်းရောက်နေတော့ခုံမချတာဘူးဟိုကားနောက်ခန်းရောက်နေတဲ့နှစ်ယောက်သုံးယောက်လွတ်သွားတယ်အဲ့ချိန်မှာဦးစင်တစ်ပါးပါတယ်ဟာဟုတ်ပြီဆိုတော့နောက်တစ်ခါမိပွိုင်းအတုံနှင်းမှာတော့ခုံချတော့မယ်ဆိုပြီးတော့ကျွန်တော်လည်းအဲ့နောက်ပဲသွားနေကျွန်တော်ဘေးမှာတန်ဃာတော်တစ်ပါးရက်ဦးစင်တစ်ပါးရှားတကာဖြစ်သွားတယ်ချက်ချင်းကိုဘွဲတော့လည်းမသိဘူးကြောင်းလည်းမသိဘူးဦးစင်ကလည်းသင်းပိုင်ကတော့ကြိုက်ထားတယ်ဧကတိကိုဗျမ်းနေလို့ပတ်ထားတယ် ဟာဦးစင်ဒါကြီးဒီတစ်ခါတုံ့ငနဲ့နှိမ့်သွားရင်တော့ခုံချရကြအောင်ကောင်းပြီတုံ့ငနဲ့နှိမ့်ပါဦးစင်1 2 3တိုင်းဆိုခုံချရအင်းစင်ထောင်ဘူးပါရှင်တဲ့တယ်ကြီးကိုခုံချငုတ်တုတ်ကလေးဟာစောင့်နေသူရဟာဒီကောင်းนี่တော်လိုက်လာဒီဦးစင်းเนี่ยဒီကောင်းကြီးဘာမှမလုပ်ရသေးဘူးကြည်စား အလိုက်ပြီးဆိုတာနဲ့ရှေ့ကိုရက်ပြီးတော့တာဝန်သိပြည်သူတွေပေါ့ဗျာနော်ခဲရောက်သွားရောပုံစံပေါ့ဗျာအဆောင်ထဲမှာထားရောလူ၂၀၀လောက်ဆန့်နဲ့ထားရမယ်အဆောင်ထဲမှာလူက၆၀၀လောက်ထားရောမယူသေးစကားမိန်လာဘုံကတခုတည်းမကောင်းလိုက်တဲ့အနတ်တဲ့ကျွန်တော်နှာခေါင်းပေါက်ကလေးထုတ်ပြီးတော့တန်နေကြနေရှူအဲ့မှာကျွန်တော်ကလူတစ်ယောက်ကတ်လာတယ်ခမရစိုက်စရာချီဦးညုံမလားဟုတ်ပါတယ်ဗျာဟာဘယ်လိုဖြစ်တာလဲဗျာမြင်နေတိုင်းပဲလို့ခမရနဲ့အတူတူပဲ ခမရအောင်ဘယ်လိုဖြစ်တာလဲကျွန်တော်မေးတော့လူကစိတ်ကတိုးတာစိတ်ကညစ်ရတယ်ကျုံလဲတယ်ဟိုဆရာကွက်စည်းထဲမှာဈေးသာဝယ်နေဘာညာမသိဘူးကားပေါ်တက်ကားပေါ်တက်ဆိုရင်တက်ပြီးပါလာအကုန်သိမ့်ကြုံပြစ်တင်တာလေရန်ကုန်မြို့သဘုံစည်းပြီဆိုလို့နေပါဦးနဲ့ဟာဆရာချီဦးညိုဟုတ်ပါတယ်ဗျာဟာခမကျွန်တော်ဟိုမှာဒီမှာတွေ့ဘူးတယ်လေစာပြီးဟောပြောပဲပါညာတယ် အဖြစ်မှန်ဖြစ်ရလေပြားတယ်ဘာကြောင့်လဲခမားကြီးတဲ့ယရနာဂီရိအကျဉ်းသားဟုတ်သူကျွန်တော်မင်းညာရင်ဖတ်ထားသေးတယ်ခမားဟုအကျဉ်းသားဖြစ်နေတာတထိုင်မူလေးလို့စာရေးဆရာဆိုတော့နည်းနည်းဘုသူတ္တဆောင်လာလေ့လာတော့ဘောလို့ကျွင်းစဲကျော်လဲရောထိုင်အဲ့လိုနဲ့ကျွန်တော်နားမှာလူတွေအုံအုံလာတယ်ဗျကျွန်တော်ဝတ္ထုဖတ်ခူးတဲ့လူတွေပြိဿဆိုကြပါစို့ဗျာအဲ့တော့ကဲအပြင်းကြီးအကြောက်ပြေးဆိုပြီးတော့ခမားဝတ္ထုတွေပြောစမ်းမယ်ဟာကျွန်တော်ထောင်ထဲမှာအဆောင်ထဲမှာနှုတ်နဲ့ဝတ္ထုရေးပြနေရတယ် သူတို့ကလည်းနားထောင်ပေါ့ဗျာအဲ့လိုနဲ့လူက20အစိတ်30အုံးလာတဲ့အခါကျတော့ထောင်အာဏာပိုင်ကြီးတွေကကျွန်တော်အချင်းကြီးပြီးတော့ဒင်းလာဒီအဆောင်ဆက်ထားလိုက်တော့ထောင်တွင်းထကြွပုံကံမူကြီးဖြစ်သွားနိုင်တယ်ဒင်းကိုတော့ဒီလိုထားလို့မဖြစ်တော့ဘူးမောင်မင်းကြီးသားကြွဆိုတိုက်ပိတ်လိုက်ကောင်းကြပါဗျာနော်ပြောက်သေးသီးချားနေရတဲ့အကြမ်းမှာဆယ်မိမဟုတ်ဘူးနော်အဲ့ဒါတော့ကျွန်တော်အဲ့ဒီအဆောင်မှာကျွန်တော် အာ9ရက်ပင်နေရတယ်တိုက်ထဲမှာကျွန်တော်16ရက်နေရတယ်ကောင်းရတာကိုယ်ပိုင်ဖြာစုပ်နေဖြာအစအတော့ကြည်ရတာဒီတမန်တလင်းမှာအပြည့်ခင်းထားသူရဲ့ရှေ့ရကောင်လေးဘယ်နှယောက်ချိုးသွားတာမသိဘူးနည်းနည်းလေးကွက်ကွက်ကလေးပဲကြံတော့အဲ့တော့အိတ်လိုက်တိုင်းခေါင်းရောချီတော်ရောကတမန်လေးနဲ့တိုက်ရိုက်ချီတွေ့အမပြောစီကလေးတွေ့ကျွန်တော်ရတဲ့ထဉ်ရကလေးတွေဗာလေးတွေညာလေးအဲ့မပြောစီထောင်စားလည်းမရှိဘူးဖမ်းမိသွားမှလည်းအိမ်ကလည်းမသိဘူးလေအဲ့တော့နောက်ကျတော့ ဘယ်ရောက်လို့ဘယ်ပေါ်မှောက်ကိုမသိဘူးပေါ့ဗျာအိမ်ကလည်းအဲ့မှာအဲ့ကြမှာကျွန်တော်လည်းနည်းနည်းစားတော့တာအရှင်ပြသွားတယ်မြူသေးစရာကိုပိုင်ကံဖလားရပါလားအများနဲ့တော့ရောသွားတော့နော်ကို့အနားနဲ့ကိုပဲ okay သွားတယ်အဲ့ကြတော့ဖြစ်ပေါ်ကတစ်ဖက်ကဘုတ်ကင်ကောင်လေးကရေတက်ကန်နေပြီးတော့ဖမ်းမိထားတဲ့ရဲဘော်လေးဗျာသူကလည်းကျွန်တော်ဝတ္ထုဖတ်ကူတော့ဟာအကိုရဲဆရာရဲဆိုပြီးတော့ကျွန်တော်တွေ့အဲငပိကျော်လေးတွေပြီးတော့အခုတွေ့ဆရာတွေ့ဒီပါလေဒါသဘောဒါသဘောဒီဟင်း ရင်းကြို့ပေါ့နော်ဆန်လဲတိတ်မညိုတော့ဘူးဖြူတော့မဖြူသေးဘူးဗျအဲပြာလဲလဲလေးအဲကျွန်တော်လည်းစားရတာမဆိုးဘူးပေါ့လေဒါလည်းဘောရင်းကြို့ကလည်းမမဆန်ပြောသလိုအဲ့လိုမဟုတ်ပါဘူးမမအမအဲ့လိုဒီမပြောပါနဲ့နော်လူခွင့်အပြည့်ရှိပါတယ်အင်မတန်လက်ဆက်တယ်ခရွတ်ခွန်ဟင်းညိုတော့တာကျွတ်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 မြည်တယ် ဲ့ငွေလေးဖြာစချိုးတန်ဖို့တွေတူပြီးတော့900ရခဲ့တယ်ဗျအဋ္ဌိထာနဲ့ဆော်ထည့်တာအဲ့ဒီ900ပြည့်တဲ့နေ့ပဲလွတ်ပါတယ်ခေါ်စစ်တယ်စစ်ပြီးတော့ဘယ်လိုလုပ်ဖမ်းခါလဲလူလူဝဲပြဆိုတော့ဟာဒီကောင်ဘာမှဖြစ်တော့တဲ့ကောင်မဟုတ်ဘူးထွက်သွားတော့ထောင်ရှုပ်တယ်ဆိုကျွန်တော်ပြန်လွတ်ပလိုက်တာဘာမှလည်းကြီးကျယ်လောက်တာလည်းမဟုတ်ဖက်နဲ့အဲ့တော့ပြန်လွတ်လာပြီးတော့ပြောဦးမယ်ဗျဟိုဘက်တပည့်တော်ရတိုက်ပစ်တဲ့ခန်းရဒီဘက်ခန်းမှာဦးစင်းနှစ်ပါးဗျဘယ်ကနေဘလို့ရောက်လာလဲမသိဘူး တပည့်တော်ရဲ့ဒီဘက်ကျတော့လူ၃ယောက်ပြတိုက်ပိတ်ခံထားတိုက်ထဲမှာဘလို့၃ယောက်ထားလဲမသိဘူးဟုတ်ကဲ့ဥစဉ်တပည့်တော်ခံကိုကြော်ပြီးတော့ဒီဘက်ကဥစဉ်ကဒီဘက်က၃ယောက်ကိုမနဲ့ကြရင်ဆိုတော့တီလာပေးတယ်ဗျရုံမမြင်တန်ကြာကျွန်တော်ကကြားရတယ်ဘာလို့တော့ပါလဲကြာပြီกว่าတယ်ကလည်းလေးလာရှိပြီလေတီလာပေးတီလာပြီးလုံနိုင်ရှိထားတဲ့အကုသိုလ်လေးကင်းစင်အောင်နဲ့ဒီဘက်ကဥစဉ်ကငါ မြင်လည်းမမြင်အောင်ဟဲ့ကောင်အလဲရကောင်ဘသူလဲกว่าနောက်တဲ့လူသိပါဖေမင်းမာတိရယူกว่าယူပါမယ်ဖေဟန်ပါနေတိနခဘာညာလိုက်ဆိုပြီးတော့ငါဘာတိလာချပြီပါဏတိပါတာအဒိနာတာလာကာမိတုမိဆာဆာလာသူရမေရိယဟာဘယ်လိုဖြစ်တာလဲမူလာဝါရကျမ်းနေကျွန်တော်ကမသိဘူးလေဥစဉ်နှမ်းអော်တယ်ဒီတိုက်ခဲမြင်လည်းမမြင်ဘူးလေမြင်လည်းမမြင်အောင်ဥစဉ် မုဒ္ဒဝါဒကြမ်းနေတယ်ဗျာ။ဟာမင်းကနောက်တဲ့ကောင်ဆိုဘယ်သိမှာလုံးနဲ့။မင်းတို့အစိတ်ခိုင်လိန်ပြီးထွက်ကြအောင်ပါပဲတဲ့။အဲ့ဒါကြောင့်အဲ့ဒီကံမထိုင်အောင်ငါတို့မုဒ္ဒဝါဒချမပေးဘူးကွာတဲ့။ထောင်တွင်းသီလပေးပြီးဆိုအဲ့လိုခေါ်ရဲကွာ။မင်းသူများထောင်ကြလာလက်ခုပ်ပြီး ဒီရတဲ့မောင်သားချူတောက်တော့ကုံတော်လေးပါဖြစ်စုံလာပဲတခါဒီလိုရောပါရောမှန်တော့အဲ့လိုနဲ့လွရောဆိုတော့ဗျာကဲသာပါတော့လူပြည်တော့အောက်ပိုင်းကနည်းနည်းမကောင်းခြင်းကိုဆေးကြော်လေးလိမ့်ဆေးမဆူလေးပါလေးလိမ့်အဲကျွန်တော်လွတ်သွားတော့လွတ်လာတဲ့ခါကျတော့အိမ်ရောက်တဲ့ခါကျတော့ဒီသပင်းလေးကိုအကုန်လုံးအတူညှက်ပစ်တယ်ဘာလို့ဆိုတော့1900သပင်းလေးဆိုပြီးတော့အမေပြီးတော့လေဒီကြတဲ့ကောင်ကြီးကဒီသပင်းမဲပြန်ပေါက်တာပဲနော်အဲ့မှာဟောပြောဝေးတွေစရတယ် စတော့ကျွန်တော်ခေါ်ရောအဲ့တော့ကရှစ်လေးလုံးကကျွန်တော်ရှစ်လေးလုံးမတိုင်းဘူးဟောကျွန်တော်ကြားအင်းစိန်ထောင်တွင်းကိုအစောဆုံးရောက်ပြီးတဲ့နောက်အစောဆုံးပြန်ထွက်လာတဲ့ဆိုင်ဆရာချူးညို့မယ်ကျင်ညာလားကျင်ညာလို့ကောင်းတယ်လေအဲ့မှာကျွန်တော်အမေရိကန်တာယုံရှိရှင်းနေမြယုံရှိခုနကရှုမွားတိုက်ရှိဆင်းရွက်လားစသည်အဖြစ်အဲပြီးတော့မကူလားနော်အဲ့ရှင်ဘုံသာလမ်းပေါ့ဗျာမှတ်မိသေးတယ်ရှင်ဘုံသာလမ်းမှာကျွန်တော်နဲ့တူဟောတဲ့ပုဂ္ဂိုလ်ကအကော်ဒီယံအုံးကျော်ဟာ ဘော်ရင်ကြီးပြီးပြီးတော့ကဘာမကြီးဆိုတာနောက်ကျသူလည်းဘယ်ပြောက်တော့မှမသိဘူးရှုမွားတိုက်ရှိကြတော့ကျွန်တော်မှတ်မှတ်ရအဲ့တော့မောင်သူရနဲ့အဲ့မှာစတွေ့ဘူးလားဇာကနာနဲ့လူချင်းတော့ခင်းနေတာဟိုအဖေချင်းခင်းတယ်သူ့အဖေနန်းညွဆွေနဲ့ကျွန်တော်အဖေဆွေတော်ညွနဲ့ခင်းကြတယ်ကျွန်တော်တို့ညီကိုလိုနေတဲ့နေရောက်ကအဲ့ကြမှာဇာကနာခြေဦးညိုသွားတယ်ဟာကိုအဲဟေးမေးအာဘာညာအမဟောပြောတယ်ဟောရင်းနဲ့နောက်မှတ်မှတ်ရတခုလို့ဖဲ့ပြောလိုက်လို့မယ်ဗျာ ကျွန်တော်ရဲ့ရှိစုပဲစု10ပြတော့မဟုတ်ပါဘူး21ရဲ့အတွေ့အကြုံလေးပါနော်ကျွန်တော်လည်းမမဆာကိုအဲ့တော့အမိလိုက်တာတော့မဟုတ်ဘူးပေါ့ဗျာနော်နောက်မောင်နှမနှစ်ယောက်ဒါမျိုးလဲမကြုံရစီလေဘယ်တော့မှလည်းကြုံမှမကြုံမှမထင်တော့ပါဘူးနော်မကောင်းပါဘူးထောင်ကြတယ်ဆိုတော့အိမ်ထောင်ကြတာကလွဲလို့အိမ်ထောင်ကြတယ်မကောင်းပါဘူးကောင်းပါတယ်ဟောဒီခွေရဟိုပြန့်ဒီပြန့်နဲ့အိမ်ရောက်ရှင်ရောက်လာအောင်ပါဗျာရောနော် ြောဥပါရဲဆရာကြီးတက်သူဖုန်းနေရရောက်လေရနေရာတိုင်းကကျွန်တော်သူ့ကျုံမခံပြီးရိုက်တော့မန်လေးမန်လေးရောက်မန်လေးကနေဖုန်းဆက်မမနေစုသူ့ဇနီးဒေါ်နေနီးနီးရမောင်မန်လေးရောက်နေပြီဟဲ့နီးရမောင်ပြူးလူမှာဟဲ့နီးရမောင်စကိုင်းပဲရောက်ဟာဖုန်းကခဏခဏဆက်တာအဲ့တော့ဘဘအဘဆရာကြီးမမနေစုဖုန်းဆက်လိုက်လားမင်းသားဘာတိလဲကွာရောက်ကြမ်းကောင်းဆိုတာကိုမင်းမကိုကြောက်ချင်အောင်ဆောင်းရဲကွာအဟုတ်ပြီဆရာအဲ့တော့ အဲ့လိုကြောက်ချင်အောင်ဆောင်တော့ဘယ်လိုလဲမင်းငါကြောက်ချင်အောင်ဆောင်ရင်ဆောင်ရင်လည်းငါအခုတကယ်ကြောက်သွားပြီကွာအကြောက်တရားများအဲ့လိုမကောင်းတာနော်ဒါမှမဟုတ် freedom from fear ဆိုတာတကယ်ကောင်းတာကျွန်တော်ပြောချင်တာကကြောက်ချင်မှกินလို့ချင်းအဲ့လိုနဲ့တာဂိတခေါ်ရောဗျဟောပြောပဲဒီမိုကရေစီဟောပြောပဲအဲ့တော့ကျွန်တော်ကဝတ္တကာရပုံသားဖြတ်စည်းလိုက်လို့လိတ်စွေဒီမိုကရေစီပြိုကွဲတဲ့အကြောင်းပဲကျွန်တော်ဟောပါတယ်နင်မဲကစကျွန်တော် စကလုံးချင်းတည်တည်နဲ့ကျွန်တော်ဘယ်တော့မှပြောပါဘူးအဲ့မှာတာဂိတဖိတ်တော့ကျွန်တော်သွားတယ်သွားတော့အဲ့မှာကျွန်တော်ညီမလေးလိုက်လာနမကျွန်တော်ညီမကနမရင်ကငင်းငိမ့်နေအမှုပညာနမရင်ကဒေါမလေးတဲ့မင်းသမီးဒေါမလေးအရင်တော့ချမ်းသာစားချင်းမှာကမောင်ချမ်းသာနဲ့အတူတူရှင်မစားချင်းမှာဒေါမလေးကကျွန်တော်လည်းလိုက်လာဒေါမလေးပါလာတယ်ပါဆိုတာဂိတကဒေါမလေးပြိဿဗျရှင်ဖန်းပြိဿဗျဟာဆရာချင်းညွယ်နမညီမဒေါမလေးပါဒေါမလေးပါတက်ဟောပါ အခုကျွန်တော်တော့ငြင်းတော့ပြောနေပြီခေါခိုင်းနေပြီဘယ်လိုလုပ်อ่ะဘာမှလည်းမပြောတတ်ဘူးငါပြောမယ်နေ့တခွန်းပဲပြောပြီးပြန်ဆင်းလာတာဒါပဲဘယ်လိုပြောอ่ะကျွန်မတောင်းပါလိဖြစ်ပါတယ်ရှင်ဒီမိုကရေစီမရသမျှကာလပတ်လုံးတောင်းပါလိဘယ်တော့မှဇက်မကဟုရဲရဲကြီးဒိတ်ထန်သစ္စာကလေးပြုလိုက်ပါတယ်ရှင်ဒါပဲပြောပြီးပြန်ဆင်းခဲ့သူကလည်းခြားကျွန်မတောင်းပါလိဖြစ်ပါတယ်ရှင်ဒီမိုကရေစီမရသမျှကာလပတ်လုံးဘယ်နဲ့ကဘာညာပြောပြီးတော့ပြန်ဆင်းလာပြည်ပြဖြောင်းဖြောင်းပေါ့ဗျာ ဲ့ဒီနောက်ပိုင်းမှာစင်ကာပူထွက်ပြီးတော့ထမင်းရောင်းလိုက်တာအခုထိပါပဲပြန်ကုန်မလားလေအခုတော့ကျွန်တော်ဟိုနေ့ကဖုန်းဆက်ပါတယ် festival ထိုးပါတယ်ပြန်လာတော့မလားလေနင်းဒီတခွန်းပြောတာဗာမလေးသူများတွေတောင်ပြန်လာပြီလို့နော်ဆက်သွယ်နေပြီလို့နော်ဥဟန်ကြောင့်ဝေလို့ဒေါက်တာတင်မောင်တန်းလို့လည်းဂရီဂရီလာနေကြပြီလို့အဲ့တော့နင်းဘာမှမဟုတ်တော့ပါဘူးဟာလို့ပြန်လာခဲ့လို့ဆိုတော့ပြန်လာမယ်တဲ့ဒီမှာထမင်းဆိုင်ကအကျွေးတွေပြီနေဆိုတော့ရှင်းလိုက်အောင်မယ်တဲ့နော်ဒါတော့လာရင်းမနဲ့ဒူပါရဲ့အဲ့လိုပေါ့ဗျာ မကောင်းပါဘူးကျွန်တော်တို့ဖြတ်တန်းခဲ့တာသဘောလေးကိုဇီးပီစုထည့်ပြီးတော့လှင့်လိုက်သလိုအကုန်လုံးသားတကွဲမရတော့ဘူးဒါပေမဲ့မောဆာပြောတဲ့စကားတိုင်းလိုက်ပြောမယ်ဆိုရင်တော့ကျွန်တော်စိတ်ထဲမှာကြည်နူးမှုရှိပါတယ်73ရက်နေ့ကပြီးကြတယ်လား72ရက်နေ့သမရာကြီးဦးသိန်းစင်ရဲ့အမိန့်နဲ့ပြီးကြတယ်လား73ရက်နေ့မှာ650တယောက်အဲ့ဒီမှာ88ခေါင်းဆောင်ကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့စသည်အဖြစ်သူတို့တွေပါလာတယ်ဝန်တာစရာကောင်းပါတယ် ဲ့ချဲမှာလဲဖြစ်ပုံပြောအောင်ပဲဗျကျွန်တော်လည်းအဲ့ကျိုးကြမ်းကြမ်းဖမ်းဖမ်းခတ်ကြောင်ကြောင်နေအများကြီးကြုံရတယ်အဲ့ဒီဆက်သွင်းနေကကျွန်တော်ကပြင်ဦးလွင်မှာကျွန်တော်ရဲ့မောင်စွင်းပရိကုန်းရဲ့မောင်သားချိုးရဲ့ခုနကအာနေဝင်းမြင့်တညကိုနှစ်ယောက်စီဟောပြီးတော့ပြန်လာကြတယ်မန္တလေးကနေတဆင့်ကျွန်တော်တို့ကအဲပကံနဲ့ပြန်လာအဲပကံစီစဉ်ပေးလို့ပြန်လာပြီးတော့မောင်စွင်းပရိကုန်းကတော့ကျွန်တော်တင်နေရတော့ तू က baggage မအပ်ဘူး तू ဟန်ဂရီနဲ့ဟုတ်ဆိုထွက်သွား ကျွန်တော်ကတစ်တာတွေဘာရင်းညာတွေဘာတော့အဲ့ဒါတွေရွေးပြီးတော့မှကျွန်တော်ထွက်လာတော့အဲ့ဒီဆက်သွင်းနေရစောင့်နေကြတာကအဲ့ဒီနေကအဲ့ဒီနိုင်ငံရေးယုံကြည်ချက်အကျဉ်းသားတွေလွတ်မဲ့နေဗျာလေစိတ်မှာမင်္ဂလာလုံးလေရင်ကွင်းမှာနိုင်ငံတကာနော်လေစိတ်ပေါ့ဗျ International Airport ရန်ကုန်မင်္ဂလာလုံးလေစိတ်ဆိုက်ထားတဲ့လေငါလည်းနှစ်ဆင်းမယ်ရှိနော်နိုင်ငံတကာအဆင့်မီကြီးအဲ့ဒီမှာလာကြုံနေကြတာဟုတ်ဗျထောင်ခန့်နေပြီးတော့ဘယ်မြကြီးနားတို့ဘာတို့လေရင်နဲ့လိုင်းမန္တလေးတို့ လေရင်နဲ့လွတ်လာကြမယ်နိုင်ငံရေးယုံကြည်ရဲ့ကျင်းသားတွေစောင့်နေတဲ့အပြင်မှာကလေးတွေအများကြီးပဲလူငယ်လေးတွေတီရှပ်ဖြူမှာအနီးနဲ့လွတ်လွတ်လွတ်ဆိုပြီးတော့စာရေးထားတဲ့ရင်ပတ်မှာဟာကျွန်တော်လည်းမသိဘူးလေအဲ့ဒီ650တောင်အဲ့လိုဖြစ်တာတော့ကျွန်တော်လမ်းကြမှာသိရတာလွတ်ပြီဥခင်ညို့မှာပါဝင်ပေါ့လေနော်အဲ့မှာဘုယုကြီးအောင်ဥခင်ညို့မှာပါဝင်အဲ့မှာနေစိတ်ထဲကနေကျွန်တော်ထွက်လာသူတို့အများကြီး ဲ့ဒီမှာအသီးတွေပါတယ်မောင်သူရာလည်းပါတယ်ဇာန်နာလည်းပါတယ်သူကလည်းအကုန်စီမံခန့်ခွဲနေတာအကုန်ကျွန်တော်သိရဂျာနယ်လစ်တွေရောဇာန်နယ်စစ်တွေကျွန်တော်တွေ့ရတော့ကျွန်တော်လည်းဘောင်းမီနဲ့အုတ်ထုတ်ခြင်းတွေမှာဖို့ဖို့ပါကြီးပေါ့ဗျာနော်ဟာဆက်ချစ်အေးအေးလွတ်လာပြီလားအေးလွတ်လာပြီရောင်ပြီးတော့ဟာမဟုတ်ဘူးမဟုတ်ဘူးဟောပြောပဲပြန်လာတာအကယ်ကြိုးရပါတယ်အကယ်ဒီမောင်ဇာကနာနဲ့ပြတွေ့ရင်ပြန်မေးကြည့်ပါနော်အဲ့လို့ ပြီးတော့မှယောင်ပြီးတော့သူတို့လည်းကျွန်တော်ဝန်သားအထုဆိုဟင်းလွတ်လာလည်းမဟုတ်ဘူးခါဆိုနှုတ်မဆက်တော့ဘူးကျွန်တော်ကျွန်တော်လည်းကုံချောင်းကုံချောင်းနဲ့တက္ကစီငှားပြန်လာခဲ့ရအဲ့လိုမျိုးတွေပေါ့ဗျာနော်ကဲထားပါတော့အဲ့လိုတွေပြောပြီးမှမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အောက်ကိုတည့်တည့်သွားပါမယ်ရွှေပြည်သား၁၆ရောက်တဲ့လူငယ်များရဲ့လူငယ်စာရိတ္တမြစ်တီစာပြီးဟောပြောပွဲကောင်းလိုက်တာเนาะပြီးတော့ခုနကဟိုမမဆန်းပြောတာလေး နားထောင်ရင်းနဲ့ကျွန်တော်ဒီမှာတီးထားလေးတခွန်းတော့ကျွန်တော်ပြောလောက်မှာပြသတိရတော့ဘာလို့ဆိုတော့ခုနကဆင်းရဲမွဲတေမှုပပျောက်ကြီးမွဲတေမကြိုက်လို့ရေးလိုက်တယ်ငါဆိုင်ရဲ့ကလောင်စွမ်းလဲပေါ်ပါလိမ့်မယ်ဆင်းရဲမှုရှော့ချာကြီးပေါ့ရှော့ပေါ့ကြီးပေါ့နော်အဲ့မှာကျွန်တော်ထပ်ပြီးခေါင်းနဲ့စကလုံးတစ်ခုပေါ်လာတယ်အဲ့မှာကျွန်တော်မှတ်ထားတယ်မတရားချမ်းသာမှုရှော့ချာကြီးဆိုလဲလုတ်တင်တယ်လို့ထင်တယ် ဒါပေမဲ့62ခုနှစ်လိုပြည်သူပိုင်သိမ်းတာမျိုးလိုအဲ့လိုတော့မလုပ်ပါနဲ့နော်မတရားတဖြင့်ချမ်းလာတော့တော့မလုပ်ပါနဲ့အဲ့လိုမတရားချမ်းလာတော့ရှော့ချလိုက်ရင်တော့ဒီစင်းရဲမှုရှော့ပေါ်ရေးနဲ့နည်းနည်း balance ပြန်ညီသွားပြီးတော့ခုနအခွင့်အရေးတွေရသွားပြီးတော့နော်ကျွန်တော်တို့နိုင်ငံတော်ဆင်းတဲ့ပါလို့ပေါ့ဗျာတရားမျှတလွတ်လပ်ခြင်းနဲ့မသွေးမျှတပြီးတော့တရားဥပဒေနော်အဲ့ဒါဆိုရင်အရှင်ပြင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ညာမှီတော့ပြောတော့ပါကျွန်တော်လည်းနိုင်ငံကြီးမပြောဘူးနော်ဟို အခုတော့ရှိတာပါဗျာကျွဲကူးရေပါဆိုရင်သလုံးရှိတယ်လေကျွဲကူးရင်တော့ရေပါမှာပဲเนาะအဲ့တော့ဟိုနိုင်ငံကြီးအကြောင်းကျွန်တော်မပြောပါဘူးကျွန်တော်ကျွဲအဖြစ်နဲ့တော့ကူးပါမယ်เนาะအဲ့တော့လူငယ်များစာရိတ္တမြင့်တယ်ဒီစကလုံးကိုကျွန်တော်တရားစဉ်းစားကြည့်လူငယ်များစာရိတ္တမြင့်နေကြပြီဗျအခုလို့လုတ်တယ်ဆိုတဲ့ကွာဒါဟာစာရိတ္တမြင့်စာရိတ္တမြင့်နေမကောက်အတိညာမှာမြင့်မှုရေးကြည့် 家人家说偏爱工作过完了嘛，这点没有工作，为啥？事实上，他们那是要办的，为啥？事实上，他们那为啥？啊，对，事实上啊，进，如何啊？对呢，进来一路偏路干嘛都要得？事实上，进来代表了为啥对啊？领导还没得，他派上那进来，为啥的对啊？对的，人家的对代表了啊，进了用的不是来了，去拉路片嘛，老改一样，哎哟，那可是不偏的嘛，哎哟，啥里加油，过境地下油啊，对呀，对呀，哟。 မြင့်တင်တဲ့ပွဲလို့ကျွန်တော်ပြောပေါက်ပါတယ်